ဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့သင်ခန်းစာကတော့ column တစ်ခုထဲမှာရောရိုက်ထားတဲ့စကားလုံးတွေ၊ဂိမ်းတွေကိုเนาะအဲဂိမ်းတက်တက် column တက်တက်ဘယ်လိုခွဲထုတ်ရမလဲဆိုတော့သင်ခန်းစာဖြစ်ပါတယ်။ဟောပါပြီအခုကျွန်တော်တို့ပေးထားတဲ့ database မှာဆိုရင်အခုလိုမျိုးเนาะအဲအဲစကားလုံးကတစ်ခွက်ရိုက်ထားတယ်ဂိမ်းကတစ်ခွက်ရိုက်ထားတယ်အဲ့ဒါကိုကျွန်တော်ကအခုလိုမျိုး ဟလာစကလုံးတက်တက်ဂိမ်းတက်တက်ခွဲထိုးရမယ့်နီလန်ကိုပြောပြပေးမှာပါကောင်းပါပြီဒီသင်ကားစာလေးမစတင်ခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ပြောတာလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေပေးနိုင်ပါတယ်အဲ့တော့သင်ကားစာစလိုက်အောင်နော်အဲ့တော့ကျွန်တော်တို့ကဒီအနေထားရအောင် page special comment ကိုတုံးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်မှာရှိနေတဲ့ data တွေကိုစကားအကုန်လုံးကိုကျွန်တော် select map ထည့်လိုက်မယ်။ control shift down arrow select map ပြီးတာနဲ့တပြိုင်နက် เนาะကျွန်တော်ဒီ page special box ကိုခေါ်มาဖြစ်ပါတယ် page special box ကိုခေါ်ခြင်းရင်တော့ control နဲ့ကျွန်တော်တို့เนาะဒီ alter နဲ့ v နဲ့ကိုတွဲနှိပ်ပါတယ်အ sorry เนาะ page special box ကိုလိုချင်လဲဆိုရင်တော့ကျွန်တော် control g ကိုနှိပ်ပါတယ် control g ကိုနှိပ်ပြီးတာနဲ့ဒီပိုင်းနဲ့ကျွန်တော်က special ဆိုတဲ့ command 2ကိုရွေးချယ်ရမှာဖြစ်ပါတယ် special ယူလိုက်တာနဲ့ဒီပိုင်းနဲ့ဒီ special box ထဲမှာเนาะကျွန်တော်တို့အ option တွေအများကြီးပါဝင်တယ် a constant ပါတယ် constant ဆိုတာကတော့သကလုံးရဲ့ကင်းကနဲ့တင်ဂီတာရေကိုပြောတာဖြစ်တယ်ဒါကြောင့် constant ကိုယူမယ်အဲ့ဒီထဲမှာမှကျွန်တော်ကအခုသကလုံးတွေကိုကြည့်ပဲဆက်လက်မှတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟောဒီ test ကိုခြံထားခဲ့ပြီးတော့ကြံတဲ့အမှန်ကြီးတွေကိုဖြုတ်လိုက်ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီညမှာအမှန်ကြီးတွေကိုဖြုတ်လိုက်ပြီးဖြုတ်လိုက်ပြီးတော့အနေနဲ့ဒီပိုင်းနဲ့ okay နှိပ်မှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ရဲ့ ဆက်လက်မှတ်ထားတဲ့ selection ထဲမှာစကလုံးတွေကိုကြည့်ပဲအခုလိုမျိုးဒီချမှတ်ပြီးတော့တွေ့ရလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်က control c နဲ့ရပါမယ်ပြီးရင်တော့ကျွန်တော် page plan ချတင်တဲ့နေရာမှာ control v နှိပ်လိုက်ပါပြီးရင် escape နှိပ်ပါဒါဆိုရင်တော့ကျွန်တော်တို့ကစာတွေကိုကြည့်ပဲဒီချเนาะခွဲထုတ်နိုင်ပါပြီနောက်တစ်ခုကကိန်းကဏ္ဍတွေကိုကျွန်တော်တို့ဒီချ column တစ်ခုအနေနဲ့ copy paste ပြန်လုပ်မှာဖြစ်တယ် control shift down arrow ပြီးသွားရင် control g ပြီးရင် special ရွေးမယ် ဲ့ဒီထဲမှာမှကျွန်တော် constant ကိုရွေးပြီးတော့ဒီထဲမှာ logical တို့ error တို့ test တို့ဖြုတ်လိုက်ပါ ဖြုတ်ပြီးသွားနေတဲ့ပြိုင်နဲ့ okay နှိပ်ပါဒါဆိုရင်တော့အဲကိန်းကနန်းတွေကိုကြည့်ပဲသူကအဲဆက်လက်မှတ်ပေးထားလိမ့်မယ်အဲ့ဒီချိန်မှာ control c နောက်တစ်ခုကကြတော့ဒီနေရာမှာ control v sk နှိပ်မယ်ဒါဆိုရင်တော့ကိန်းသက်သက်စာသက်သက်ရပါပြီတကယ်လို့ကျွန်တော်ပြောတဲ့ control g ဆိုတဲ့ shortcut လေးကိုမေ့နေရဆိုရင် page special command 2က home tab ရဲ့အဲကျွန်တော်တို့အဲ special command 2ဒီ editing group ထဲမှာရှိတယ်အဲ့ဒီမှာဒီမှာ file and select ဆိုတဲ့ icon လေးရှိပါတယ်အဲ့ဒီ file and select ဆိုတဲ့ icon လေးကို click လိုက်ပါဒီနေရာမှာ go to နဲ့ go to special ဆိုပြီးတော့ကျွန်တော်တို့နှစ်မျိုးတွေ့ရပါလိမ့်မယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီထဲကနေပြီးတော့ go to special ကိုနှိပ်လိုက်ရင်လည်းဒီ box ကကျလာမှာပါကောင်းပါပြီကျွန်တော်ရဲ့သင်ခန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပေးတာကျေးဇူးတင်ပါတယ်လောက်ကန်နေအဆင်ပြေကြပါစေနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမှာနော်